ုလတ်တော့မှနာမည်ကြီးနေတဲ့ Samsung ရဲ့ Y17 မှာဘာတွေပြောင်းလဲသွားလဲဒီပြောင်းလဲသွားတဲ့အချက်တွေထဲမှာကျွန်တော်အကြိုက်ဆုံးအချက်၄ခုကို review လေးထဲမှာပြောပြပေးပါဖြစ်ပါတယ်အဲ့တော့အဲ့အချက်တွေကမိတ်ဆွေတို့နဲ့ကိုက်ညီမှုရှိလားဆိုတော့ video အဆုံးထိကြည့်လိုက်အောင်ဒီကြတဲ့ခုကတော့ Samsung ကဒီ Y17 ကိုကျွန်တော် beta version တွေကိုကြိုပြီးတော့ပေးတာမဟုတ်ဘူး ဒါကလည်းဖြစ်နိုင်တာကဒီ117ကိုသူတို့အနေနဲ့တော်တော်လေးယုံကြည်မှုရှိရလို့ပြောနိုင်တယ်။ဒါမဲ့ဒီလိုလုံးလိုက်တာဖြစ်တဲ့တဲ့ကြောင့်ဒီ117မှာဖြစ်နိုင်တဲ့ batch တွေ customer တွေရဲ့ feedback တွေတော့သူတို့အနေနဲ့မသိနိုင်ဘူးဒါကတော့အခြားအကြောင်းအရာတစ်ခုပေါ့ Y17 ကို Samsung က S25 series နဲ့စပြီးတော့မိတ်ဆက်ခဲ့တယ်အခုကျွန်တော်လက်ရှိပြောနေတဲ့အချိန်မှာတော့ Samsung ရဲ့ S24 series တွေ Galaxy Z Fold 6တို့ Z Flip 6တို့ဒီလိုမျိုးကောင်တွေမှာစပြီးတော့ရတယ်ပြီအဲဒါ့အပြင် A series တွေဖြစ်တဲ့ A16 တို့ A26 တို့ A56 တို့36တို့ဒီလိုမျိုးကောင်တွေမှာလည်းပေးနေပါတယ်ပေါ့နော် အဲနောက်ပြီးတော့ကျွန်တော်တို့117ကို update ရမယ့် list လေးကိုလည်းကျွန်တော်ဒီမှာပြပေးထားလိုက်မယ်။နောက်ထပ်ပြောင်းလဲသွားတဲ့ feature တော့ notification bar မှာရှိတဲ့ quick setting ပေါ့နော်။အဲ117နဲ့ဆိုင်ဒီ quick setting ကပို့ပြီးတော့ clean looking ဖြစ်လာလို့ customization ဘက်မှာလည်းတိတိတတ်တာပို့ပြီးတော့ကောင်းလာတယ်။ အဲနောက်ပြီးတော့ကျွန်တော်တို့ဖုန်းရဲ့ဘယ်ဘချမ်းကနေဆွဲချလိုက်မယ်ဆိုရင် notification panel မြင်ရပြီးတော့ဖုန်းရဲ့ညာဘချမ်းကဆွဲချလိုက်မယ်ဆိုရင်ကျွန်တော် quick setting အဲဒီလိုမျိုးနှစ်ခုကို iPhone နဲ့မှာလို့ခွဲပေးလိုက်တယ်အဲဒါလည်းကျွန်တော်တော်တော်လေးသဘောကျတယ်ဗောနော်ပုံမှန်ကြည့်ရတယ်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်သွားတယ်နောက်ထပ်ပြောင်းလဲသွားပြီးတော့ကျွန်တော်တော်တော်လေးသဘောကျတဲ့ချက်ကတော့ကျွန်တော် icon နေကျွန်တော် widget တွေနဲ့ animation style တွေကလည်းတိတိတတ်တာပို့ပြီးတော့မိုက်လာတယ် icon နေဆိုရင် wide wide set up ဆိုင်ပို့ပြီးတော့ modernize ပို့ပြီးတော့ခင့်မီလာလို့အယောင်သွေးတွေကလည်းပို့ပြီးတော့ဆုံဆုံလင်းလင်းရှိလာတယ် အဝိကျက်တွေကလည်းဒီအရင်အထက်ပို့ပြီးတော့စုံလာဆိုကာဆန်မိုင်ရှင်းပိုင်းမှာလည်းတော်တော်လေးလုံနိုင်နေပါတော့။ကိုကဝိကျက်တစ်ခုကိုတေးသေးလေးထားကျင်တာလား။ဒါမှမဟုတ်အကြီးထားကျင်တာလား။ဒါမှမဟုတ်ရှင်းလက်မျောလေးထားကျင်တာလား။တော်တော်လေးထားကျင်တာလား။အကိုကြိုက်တယ်လို့ customization လုပ်ကျင်လို့လုပ်လို့ရတယ်။နောက်ပြီးတော့ animation တွေကလည်းတော်တော်လေး smooth ဖြစ်လာတယ်ပေါ့နော်။ ဘယ်နေရာမှာတိတာလဲဆိုတော့ကျွန်တော်တို့ app တစ်ခုကနေတစ်ခုဝင်တဲ့ချိန်မှာသူ့ရဲ့ animation လေးညာတော်တော်လေးစုံပြီးတော့ပုံသုံးတဲ့ချိန်မှာပို့ပြီးတော့ iset တယ်ဆိုတဲ့ခံစားချက်ကိုတော့ရတယ်။နောက်ထပ်ပိုကောင်းလာတဲ့ကျွန်တော်ကြိုက်တဲ့အချက်ကတော့ AI feature တွေပေါ့နော်။ Samsung ကအရင်တည်းကဒီ AI ဘိုင်းမှာ level တစ်ခုရှိတယ်ဆိုပေမဲ့အဲဒီအခု117မှာတော့ next level နောက်ထပ်အဆင့်တစ်ခုကိုတက်တယ်လို့ပြောလို့ရတယ်။ဒီ117မှာ Google ရဲ့ Gemini ကိုဖိနေထည့်ပေးလိုက်တယ်။နောက်ပြီးတော့ပုံမိုက်ဝါတဲ့အချက်ကဒီ Google Gemini ကိုအဲ Samsung ရဲ့ app တွေဖြစ်တဲ့ Samsung Cleaner တို့ reminder တို့စံဆောင်း note တို့ဒီလိုမျိုးစံဆောင်း application တွေမှာလည်းတုံးလို့ရတယ်။ဒါကတော့တော်တော်လေးမိုက်တယ်ပေါ့နော်။အခြားသော Android ဖုန်းတွေမှာလည်းဒီ Gemini ကိုဘေးနေပါတယ်ဆိုပေမဲ့ရိုးတန်းန်းဒီပေါ့ Gemini AI ကိုတုံးနိုင်လာတာပဲရှိတယ်။အဲဒါမဲ့ဒီ Samsung ဖုန်းမှာကတော့ဒီလိုမျိုးတွေပါတုံးနိုင်တာဆိုတော့တော်တော်လေးမ သုံးဝင်ပြီးတော့တော်တော်လေးမှကောင်းတဲ့အချက်ပဲနောက်ပြီးတော့အခြားသော AI feature အနေနဲ့ကျွန်တော်တို့ video drawing ကိုသွားကြည့်မယ်ဆိုရင်လည်း video ရိုက်တဲ့လူတွေအတွက်တော်တော်လေးမှအသုံးဝင်မယ် AI noise remover ပေါ့နော် AI eraser လို့လည်းခေါ်တယ်အဲဒီကောင်လေးကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ video ရိုက်တဲ့အချိန်မှာကိုယ်သဘောမကျတဲ့အတန်တွေပေါ့နော် background ကအတန်တွေကိုသူက ဖြောက်ပေးနိုင်တယ်အဲဒီ feature လေးကလည်းတော်တော်လေးမိုက်တယ်ပေါ့နော်နောက်ပြီးတော့ကိုကစာရီပါရေးမယ်ဆိုရင်ကိုရေးထားတဲ့စာရီကစာလုံးပေါင်းမှန်ရဲ့လားစမ်းသပ်တွေကမှန်ရဲ့လား grammar တွေကမှန်ရဲ့လားဆိုတာကိုပြန်ပြီးတော့စစ်ပေးမယ် writing asset လိုမျိုး AI feature လေးတွေကလည်းတော်တော်လေးမိုက်တယ်နောက်ပြီးတော့ scan to image ပေါ့နော် scan to image ကလည်းဝိုင်းဝိုင်း set တဲ့စာရင်တိတိတတ်တာပြောင်းလဲသွားတယ်အဲပုံမှန်ကိုကပုံလေးတစ်ပုံဆွဲပြီးတော့နိုင်ပုံလေးပါဆွဲမယ်ဆိုရင်ဝိုင်းဝိုင်း set တဲ့စာရင်ဝိုင်းဝိုင်း set ပတ်မှာပို့ပြီးတော့ realistic ကျတဲ့ပုံလေးကိုထုတ်ပေးနိုင်တယ် အဲအခြားသောဒီ Android ဖုန်းတွေမှာဆိုရင်တော့အဲဒီလိုမျိုးပေါ့နော်ဒီလိုမျိုးနိုင်တွေပါလေကျွန်တော်တို့ generate တွေပါလုပ်ချင်တယ်ဆိုရင် ChatGPT ကိုသွားရေးခိုင်းတာမှာသူက prompt လေးတွေကိုကတိမှလုပ်နိုင်တာဒါပေမဲ့ Samsung ဖုန်းတွေမှာဆိုရင်တော့ကိုကလက်လေးနဲ့ဆွဲလိုက်အောင်ပဲတော်တော်လေး convenient ဖြစ်တယ်ဒါကတော့ကျွန်တော်တို့117မှာပြောင်းလဲသွားတဲ့အချက်တွေနဲ့ဒီပြောင်းလဲသွားတဲ့အချက်တွေထဲမှာကျွန်တော်အကြိုက်ဆုံး feature လေး၄ခုကိုပြောပြပေးရတာပဲဖြစ်ပါတယ် မိတ်ဆွေအနေနဲ့ရောဒီ117ကိုစပြီးတော့စမ်းသုံးကြည့်နေပြီလားဘယ်လိုမျိုး feature တွေကိုအကျိုက်ဆုံးဖြစ်မလဲဆိုတာကို outback comment section ထဲမှာပြောပြသွားကြအောင်ပါလို့ပြောနေပဲအားလုံးကျေးဇူးတင်နေကျွန်တော်အောက်ခတ်ပါ